ကျင်မော်ကားတဲ့ကမင်းသားနှုတ်ဦးနဲ့မရှိကြဘူးတကူးတကာတောင်းဆိုလာတဲ့စိုးပြတဲ့စဉ်မင်္ဂလာပါလီလီဆက်ပိတ်တဲ့ကြီးတို့ရေကျင်မော်စကားမှာတင်းနဲ့မင်းမညာတင်းနဲ့ဆရာဆိုပြီးအတွဲညီညီတရုတ်ဆောင်ခဲ့တဲ့နေထောစိုင်းစီတို့နဲ့တွဲဘက်တရုတ်ဆောင်တဲ့မင်းသမီးစိုးပြတဲ့စဉ်ဟာအခုလိုပဲစတေတတ်တစ်ခုတင်ခဲ့တာဖြစ်ပါတယ်မကြခင်ကပြီးသွားတဲ့ဇလန်တွဲလေးတစ်ခုဖြစ်တဲ့ ရှင်မောစကားလေးကိုပရိသတ်တွေကနှိမ့်ချိုက်ကြတဲ့အတွက်ဝမ်းသာရပါတယ်။အများကြီးလည်းကျေးဇူးတင်ပါတယ်။ဆိုပြီးတော့အမှုပညာမောင်နှမတွေအမှုပညာတစ်ခုကိုအကောင်းဆုံးအတူတူပုံဖော်ခဲ့ကြတာဖြစ်ပြီးအလုပ်တူတူရိုးရိုးတက်တာတွဲလုပ်ခဲ့ကြတာဖြစ်တာမို့လို့ဆိုပြေကိုနေထို့ကိုဆိုင်စီတို့နဲ့မရှိဖို့တအုပ်နှစ်ဖက်လုံးကိုလည်းအားနာတယ်လို့တစ်ဖက်ကဆိုင်သူမိန်းကလေးတွေရှိရင်လည်းထိခိုက်မှာဆိုလို့ဒီစာလေးကိုရေးလိုက်ပါတယ်ဆိုပြီးတင်လာတာဖြစ်ပါတယ်။ မင်းသမီးလေးဆိုပြတဲ့စဉ်ဟာမင်းသားဟင်းဝင်ရငယ်ငယ်တည်းကစကားတွေအမှုပညာလှူရှားမှုတွေပွဲတက်တွေတောက်လျှောက်အငဲလိုအတူရှိနေကြတာမို့လို့ပရိသတ်တွေကဝိုင်းရှစ်လာကြတာဟာဆယ်စုနှစ်တခုရှိပြီဖြစ်ပြီးငယ်စဉ်အတွဲလေးဆိုပြီးဆိုပြတဲ့ဟင်းဝင်ရဖန်တွေကအတော်ချစ်ကြပါတယ်ဒီအပေါ်မှာဆိုပြရဲ့သဘောထားကိုမသိမကြားရပဲအခုနေထွန်းတဲ့ဝိုင်းရှစ်မှာဒါလှုပ်ကြဖို့တောင်းဆိုစာလေးတင်လာတာဖြစ်ပါတယ်ပရိသတ်ကြီးရောဘလို့မြင်မိပါသလဲခင်ဗျာ